မင်္ဂလာပါဗြဟ္မဝိဟာရ the four divine states of mind ဒီမြင့်မြတ်သူတို့ရဲ့ကျင့်စဉ်တွေကမှဒီနေ့ဆက်လက်မျှဝေမှာကတော့ကရုဏာ pity compassion သူတစ်ပါးအပေါ်မှာပေါ့နော်စာနာရိုင်းပင်းခြင်းနဲ့ပတ်သက်တဲ့နော်အကြောင်းအရာတွေကိုဆက်လက်မျှဝေသွားပါမယ် karuna pity compassion သူတော်ဟာပုံမှာစာနာရိုင်းပင်းမှုနဲ့ပတ်သက်တဲ့အကြောင်းမှာ great pity for the less fortunate beings ဒီကရုဏာတရားကဆင်းရဲဒုက္ခရောက်ရှိနေတဲ့သူကိုနော်လီလီနဲ့နဲ့နဲ့စိတ်ကနေမှန်းပြီးပုံမှာပဲကရုဏာအစစ်ဖြစ်တယ်ကရုဏာ insights the will to serve to save unfortunate sentient beings and alleviate the suffering of others. When one sees a person in their misery, there arises the wish to help him. ဒီကရုဏာတရားရဲ့သဘောอ่ะပေါ့เนาะလှုပ်ဆော်တိုက်တွန်းခြင်းပဲဖြစ်တယ်เนาะဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ကူညီခြင်းနေတဲ့စိတ်ဆန္ဒကကရုဏာအစ်စ်ပဲဖြစ်တယ်။နော်ကရုဏာကဆင်းရဲပြီးတော့ဒုက္ခရောက်တဲ့သူကိုစိတ်နဲ့မှန်ပြီးပို့တာကကရုဏာအစ်စ်။ဒီကရုဏာရဲ့သဘောကလှုပ်ဆော်တိုက်တွန်းခြင်းပဲနော်။ဒုက္ခရောက်နေတဲ့သူကိုကူညီခြင်းနဲ့စိတ်ဆန္ဒဖြစ်ပေါ်နေတာကကရုဏာအစ်စ်ပဲဖြစ်တယ်လို့လေ့လာမှတ်သားရပါလေ။ It is only dominata mental suffering based on pity. Di gruna ga di sana yaimbe mu ga bono seye kanza mu ga bono di gruna ya tabo ga seye kanza mu ga tanaji boma we chi kana pite which mostly occurs in the heart, hearts of good people ဒါကြောင့်ဒီကရုဏာတရားဟာသူတော်ကောင်းတွေရဲ့စိတ်နှလုံးမှာလည်းဖြစ်ပွားမှုရှိစေပါတယ်။ Therefore although it is dominata is akutala is not a great evil. ဒေါမနတာဆိုရဲเนาะစိတ်ဖြစ်ပြီးမယ်လေเนาะဒီကရုဏာအဲကရုဏာဒေါသနဲ့ဒီဒေါမနတာဖြစ်ပြီးမယ်လေအကုသူစိတ်ကတော့မကြီးပါဘူးတဲ့ In fact it's natural to God compassionate people ဒီကရုဏာဆိုတဲ့အချက်ကိုကမေတ္တာကရုဏာတရားကြီးမားတဲ့ပုဂ္ဂိုလ်ရဲ့နော်ဆင်ခြင်တုံတရားပေါ်မှာပဲမူတည်တာဖြစ်တယ်နော်ဒီကရုဏာဟာစိတ်ရဲ့ခံစားမှုတနာခြင်းအပေါ်မှာအခြေခံတဲ့နောက်သူတော်ကောင်းတွေရဲ့စိတ်နှလုံးမှာလည်းဒီကရုဏာတရားဟာဖြစ်ပွားတတ်တယ်ဒေါမနတ ဖြစ်ပေမဲ့လည်းအကုသိုလ်စိတ်ကမကြီးဘူးတဲ့ဒီကရုဏာတော်သောနဲ့ပြောတယ်ဆိုတာကလည်းကောင်းစီခြင်းလို့ပြောတာကိုရည်ပဲလို့ပေါ့နော်ဒါကအကုသိုလ်စိတ်မကြီးဘူးလို့ဆိုလာဖြစ်မှဖြစ်ပါတယ်ဒီချက်ကပဲမေတ္တာကရုဏာတရားကြီးမားတဲ့ပုဂ္ဂိုလ်ရဲ့စင်ကျင်စင်ကျင်တဲ့เนาะဒီတရားပေါ်မှာပဲအဲမူတည်ပါတယ်တဲ့ In this light unreal กรุณา Kruna Sura Gara Pono Compass Shin Tana Chena Chime Phite Sometimes a man will feel pity for his relatives and friends who are in trouble and wish to save them. No, the Kadiyama, no, the Ludiyoga, no, Kuye Sima, Pipo Nira, no, Kuye. ဆွေမျိုးသားချင်းပဲဖြစ်ဖြစ်မိဆွေတငယ်ချင်းပဲဖြစ်ဖြစ်ပေါ့နော်သူဟာဒီကိုဤဆင်းရဲခြင်းစိတ်ဤဆင်းရဲခြင်းဒီလိုဒုက္ခတွေရောက်နေတာပေါ့နော်ဒီ travel တွေနဲ့ကြုံနေတဲ့သူကိုကုညီကဲတင်လို့တဲ့စိတ်ဆန္ဒသဘောပေါ့နော်သူ့ကိုကုညီပေးခြင်းနဲ့ကာကွယ်ပေးခြင်းနဲ့သဘောတွေဖြစ်နေတယ် actually this mental factor is doka sorrow and not true pity နောကရုဏာရဲ့ပေါ့နော်အနိကဆုံးယန္တုကစိုးရင်ပူပန်ခြင်းဆိုတဲ့တောကပဲဖြစ်တယ်။ဒီကရုဏာအားကြီးသွားလို့ရှင်လဲတောကကိုပြောင်းလဲသွားတတ်တဲ့သဘောရှိတယ်ဆိုတာလည်းသတိချက်ရမှာဖြစ်တယ်။ Real Karuna gives rise to pity and compassion whilst, whilst uh, the unreal gives rise to worrying and anxiety. ဒီတဆင်အေးမြနေတဲ့ကရုဏာစစ်ကိုဆင်းရဲဒုက္ခရောက်နေသူတဦးကိုအာယုံယူပြီးပွားများရတယ်နော်။ဒါနဲ့ပတ်သက်ပြီးလေဝိပင်းပါဠိတော်မှာနော်ညွှန်ပြထားတာကတော့ ဆင်းရဲဒုက္ခရောက်နေသူတို့ကိုမြင်တွေ့ရင်နဲ့တနာတနာကရုဏာတက်တလို့ပဲအလုံးစုံသောတတ္တဝါဒုက္ခလည်းတနာတဲ့စိတ်ကရုဏာနဲ့เนาะဖြန့်ကျက်ထားအပ်တယ်လို့ဒီဝိပင်းပါဠိတော်မှာလည်းဟောပြညွှန်ကြားထားတာကိုဒီစပိဆိုင်ရာမှာလ ీల မှတ်သားရတယ်ဒါကြောင့်ကရုဏာပွားခြင်းကြောင့် ဇန်သမารီတောင်ရရှိနိုင်တယ်လို့လီလာမှတ်သားရပါတယ် The mentality of the virtuous အကိုကျင့်သိခါကောင်းမွန်တဲ့ပုဂ္ဂိုလ်ဒုရီရဲ့စိတ်ထားနဲ့ပတ်သက်တာပေါ့နော် All good nature persons will feel karuna pity for the less fortunate once when they actually seen them. However, they will radiate Mida loving kindness only on their friends, relatives and kid and kin. But the true virtuous persons who are fulfilling the ten paramits, perfection, and those holy persons already accomplished in paramis. ခွက်ခံရရတယ်ပေါ့နော်ပုဂ္ဂိုလ်ဒီဒီလူတွေရဲ့စိတ်မှာတော့ပေါ့နော်တကယ်တနာစရာကောင်းတဲ့တတ္တဝါကိုမြင်မှပဲကရုဏာတက်နိုင်ကြတယ်ဆိုဆိုပါတယ်ဒါပေမဲ့လည်းသူတို့ရဲ့ဒီကရုဏာတက်တိုင်းမှာလည်းဒီသူတော်ကောင်းလို့ခွက်ခံရတဲ့သူတွေရဲ့မေတ္တာဖြန့်ကျက်မှုဟာဒီ only on their friends ကိုချစ်ခင်တဲ့တဲ့ငယ်ချင်းဒီအပေါ် relatives เนาะ ဒီဆွေမျိုးသားချင်းမိဆွေအပေါင်းအသင်းကိုဆွေမျိုးညာတိတွေအပေါ်မှာပိုးပြီးတော့တနာကရုဏာတက်တယ်လို့ဆိုလိုတာပါအဲဒါပေမဲ့လည်းပေါ့နော်ဒီ virtual persons တွေပေါ့နော်ဒီလိုပုံကိုယ်တွေနော်အပါရမီ7ပါးနဲ့ပြည့်စုံပြီးတော့တကယ်မြင့်မြတ်တဲ့ပုံကိုယ်တွေရဲ့ဟိုကရုဏာတက်မှုကတော့ဒီအပေါ်ကဒီသူတော်ကောင်းလို့ခေါ်ခံရတဲ့ပုံကိုယ်တွေနဲ့တော့ ွဲပြားခြားနားမှုရှိပါတယ်။နောက်သူတော်ကောင်းလူခေါ်ခံရသူတွေကတော့တကယ်ကိုတနာစရာဆိုတဲ့တတ္တဝါကိုမြင်မှအဲနောက်တစ်ခါဒီကရုဏာကလည်းကိုယ့်ရဲ့မိဆွေအေဆွေမျိုးညာတိတငယ်ချင်းအဲဒီလူတွေအပေါ်မှာမှပို့ပြီးတော့ loving kindness ဖြစ်တယ်။နော် radiate မေတ္တာဖြန့်ကျက်မှုပို့တယ်။နော် ဒီလိုမျိုးပြောတာပါဒါပေမဲ့လေ virtuous persons အဲပါရမီတော်ဆေပါနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်တွေရဲ့ကရုဏာတတ်မှုနဲ့သူတို့ရဲ့ကရုဏာတတ်မှုကတော့ကွာခြားတယ်လို့ပြောချင်တာပါ particularly the bodhisattva have great compassion for all sentient beings feeling greatly concern for the danger and ill consequences of their evil deeds falling on them, just as parents be in for their poor, suffering children. They can be compared to parents who loved their children equal, equally, even the naughty ones. The tadansa paramido piro mude, no? Long liari ပါရမီဓုရရှိပြီးတဲ့ပုဂ္ဂိုလ်တွေနော်ဘောဓိတတ္တလူမျိုးပေါ့နော်ဒီလိုပုဂ္ဂိုလ်တွေကတော့တတ္တဝဟူသမျှအပေါ်မှာကိုယ်ရဲ့ဆွေမျိုးဖြစ်ဖြစ်မိဘဖြစ်ဖြစ်တသိတတ္တဝအလုံးအပေါ်မှာသူ့ရဲ့စိတ်ခံစားရတဲ့ဒီကရုဏာကတော့ပေါ့နော်အလုံးအပေါ်မှာကြာရောက်လာမဲ့ဘေးအန္တရာယ်တွေနော်ဒုက္ခတွေဖြစ်မဲ့ဟာတွေ ယောဂဝိရဏခံစားရမယ်လို့ဟာရီဒီလိုအကျိုးဆက်တွေအစုံစုံပေါ့နော်မကောင်းမှုမှန်သမျှကြောက်ရောက်လာမဲ့အလုံးအပေါ်မှာပေါ့နော်သူကတော့ဒီမတော်တဆကြောက်ရောက်မဲ့ BND ရေဒီကိုလည်းအလုံးကိုမျှော်တွေးပြီးတော့မှအယုတ်အလက်အမျက်မကြီးနော်ကရုဏာတက်တယ်လို့ဆိုတာပါကိုယ့်ရဲ့ဆွေမျိုးကိုယ့်ရဲ့အဲမိတ်ဆွေတငယ်ချင်းဆွေမျိုးညာတိအပေါ်လင်မှမဟုတ်ဘူးတကယ်ကိုဟိုဒုက္ခရောက်တဲ့ပုဂ္ဂိုလ်လေးပဲမဟုတ်ဘူးနော် ဒုက္ခမရောက်သေးပေမဲ့လည်းဒုက္ခရောက်နိုင်တဲ့ပုဂ္ဂိုလ်ဒီနော်ဒီမတော်တဆပေါ့နော်ဒီလိုရောက်နိုင်တဲ့အပေါ်တွေတတဝဟူသမျှရဲ့အပေါ်မှာမကောင်းမှုတွေကြားရောက်မဲ့ဘေးအန္တရာယ်တွေကိုမျှော်တွေးပြီးတော့ကိုကရုဏာတက်ကြတယ်လို့ဆိုတာပါနော်ဒီသူများဒုက္ခရောက်မှကရုဏာတက်တာမဟုတ်ဘူးတရှိတတဝတွေအလုံးဟာနော်အလုံးဟာဘယ်လိုခေါ်မလဲလူဘဝမှာဆိုရင်လေဒုက္ခနဲ့ဒုက္ခဆိုရင်ဒုက္ခကပုံများပါတယ်เนาะทุกข์ဆိုတာခិតတာခဏပဲ ဒါကြောင့်မို့မမိမလျော်ပဲနဲ့လေအတိတရားထားလို့တောင်းဖျားရှင်ကဆုံးမထားတာရှိပါတယ်။ဒါကြောင့်မို့ဒီလိုအထက်တန်းစားပါရမီတော်ဖြစ်ကျင့်ပြီးသားအလောင်းလျာပါရမီတို့ရရှိပြီးတဲ့ပုဂ္ဂိုလ်တွေကတော့အယုတ်လက်မျက်မြွေးနော်မိဘမောင်ဘွားဆရာသမားနော်ကလေးတငယ်ဒီတသိတတ်တော်ကအလုံးအပေါ်မှာညီမျှတဲ့ကရုဏာတမှုနော်သူတို့အပေါ်မှာကြောက်လာမဲ့ဘေးအန္တရာယ်ကိုမျှော်တွေးပြီးကရုဏာတက်ကြတယ်လို့ဆုလိုတာပါ။ in the present day, those who strive to be virtuous and noble should emulate the good examples of Bodhidatta. They should reject the concepts. I will be good only if the other people are good. I will return good only to the God. ယနေ့အချိန်ကာလမှာသီလနဲ့ပြည့်စုံသူဖြစ်ဖို့ကြိုးစားအထောက်နေတဲ့ပုဂ္ဂိုလ်ဟာဖျားလောင်းကိုစံနမှုပေါင်း စာနမူနာကောင်းထားပြီးအတူယူရပါမယ်။ဒီဖျားလောင်းကြင်ကြံခဲ့တဲ့လမ်းစဉ်ကိုအတူယူပြီးမြင့်မြတ်တဲ့သူတော်ကောင်းနေဖြစ်ဖို့လဲကြိုးစားကြဖို့အတွက်ဒီကရုဏာဆိုတဲ့အဲသူတစ်ပါးကိုရိုင်းပင်ခြင်းဆိုတဲ့ဒီတရားမှာဒါကိုပြုမှုဆောင်ရွက်ကြရမှာဖြစ်ပါတယ်။တော့အမြဲတမ်းပဲအဲဒီကရုဏာရဲ့ဒီ concepts ကတော့ပေါ့နော် I will be good only if the other people are good. နော်ငါကသူတစ်ပါးပေါ့အမြဲတမ်းပဲကောင်းမှာပဲကောင်းတာပဲထားမယ်။ကောင်းတဲ့အရာနဲ့ပဲတုံ့ပြန်မယ်။ကောင်းမှုကိုပဲလုပ်မယ်ဆိုတဲ့ဗောဓိတတ္တလို့နော်ဒီသီလနဲ့ပြည့်စုံမှုကြိုးစားနေတဲ့သူဟာဗောဓိတတ္တလို့မျိုးလမ်းစဉ်ကိုအတူယူပြီးကျင့်ကြံရမယ်လို့ဆိုတာပါ Instead it they should replace it with the attitude although they are bad, I will return only good to them. Where they are good or bad, I must do them good, and they should bear in mind to bestow it, sincere metta or karuna on everyone. No, to the Bahari Gadi Karuna at the Boguga. သူများတွေကောင်းမှကောင်းမယ်ငါကောင်းတာလို့ရင်ကောင်းတာပဲပြန်လာရမယ်ဆိုတဲ့သူတွေအတွက်เนาะဒါညင်းပယ်ပါတယ်เนาะ give and take သမားကြီးဆိုရင်ဒါကရုဏာနဲ့ကိုဘလို့မှမအပ်စပါဘူးအဲ့ဒီအစားစိတ်သဘောထားကောင်းတဲ့အစားထိုးရမယ်သူတို့ကမကောင်းဘူးငါကသူတို့ကိုကောင်းတာပဲပြန်ပေးမယ်ငါအပေါ်စိတ်ထားမကောင်းရင်လည်းငါစိတ်ထားကောင်းကောင်းပဲပြန်ထားမယ် ငါအပေါ်ဘလောက်ပဲဆူရုပ်ပါစီငါဘက်ကတော့ ကောင်းတာနဲ့ပဲတုံ့ပြန်မယ်ဆိုတဲ့စိတ်ကိုထားနိုင်ရမယ်။ကောင်းသည်ဖြစ်စီဆူသည်ဖြစ်စီကောင်းတာကိုပဲကိုကလုပ်ရမှာဖြစ်တယ်။စိတ်ရင်းမှန်တဲ့မေတ္တာကရုဏာတရားတွေကိုလူတိုင်းကအားပေးတဲ့လူတိုင်းကလိုက်နာတဲ့လူတိုင်းကကြင်ကြံတဲ့ဒါကြောင့်ကောင်းသည်ဖြစ်စီဆူသည်ဖြစ်စီနော် သူတစ်ပါးကဒုက္ခရောက်ခဲ့သည်ဖြစ်စီနော်ဒီလိုမျိုးလူတိုင်းကို တချင်ကကို့အပေါ်မကောင်းခဲ့ပြီမဲ့လေကိုကပြန်လဲပြီးတော့အပိယမေလှူဒန်းရမေကုညီရမေဓမ္မတာကရုဏာဆိုတဲ့သဘောစာနာရိုင်းပင်ခြင်းဆိုတာကိုဒီသဘောတက်ရောက်ပြီးတော့နော်အလုံးဟာအရာရာအချမ်းတရားပြီးကောင်းမွန်မှာဖြစ်တယ်ဒီနေ့တော့ဒီကရုဏာနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုမျှဝေတာဒီမှာပဲရပ်နာပါမယ်ကျန်တာကိုနောက်နေ့မှဆက်လက်မျှဝေပါမယ်